မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မကွေးတန်းဂန်ကောမြို့နယ်မှာ PDF တပ်ဖွဲ့တွေကိုကြည်စံတွေရောက်ဆမှုနဲ့စစ်ကောင်စီရဲ့ခက်လာရ90တက်ကဗိုလ်ကြီးမျိုးဝင်းသူအပါဝင်စစ်သားမိန်းမနှစ်ဦးကိုစစ်တပ်ကပြန်ဖမ်းသွားပြီးစစ်ကြောရေးမှာရိုက်နှက်မှုကြောင့်စစ်သားမိန်းမနှစ်ဦးဆေးရုံရောက်သွားတယ်ဆိုပါတယ် မန္တလေးမြို့ပေါ်က Riot Star စတောက်ဆိုင်ကိုလက်ပစ်ဘုံနဲ့ဖောက်ခွဲဖို့ချိန်ချောက်ခဲ့တဲ့အကြံဖတ်စစ်တပ်အရာရှိဗိုလ်ကြီးအောင်ပြေဖြိုးရဲ့ရောက်ကတိဝင်းမြိုင်ဆိုတဲ့သူနဲ့ပြူစောတီကျော်စေးရတို့ကိုစစ်တပ်ကပြန်ဖမ်းသွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်မှာ PDF တပ်ဖွဲ့တွေကိုကြည်စံတွေရောင်းစားမှုနဲ့စစ်ကောင်စီရဲ့ခက်လိုက်ရ90တပ်ကဗိုလ်ကြီးမျိုးဝင်းသူအပါဝင်စစ်သားမိန်းမ2ဦးကိုစစ်တပ်ကပြန်ဖမ်းသွားပြီး စစ်ကြောရေးမှာရိုက်နှက်မှုကြောင့်စစ်သားမိမနှစ်ဦးဆေးရုံရောက်သွားတယ်လို့ရော့အလင်းတန်းရဲ့ကိုဘာကောင်းကရန်ကုန်ခေတ်ကိုပြောပါတယ်။ဇွန်လ12ရက်နေ့ကပဲကံကောင်းမြို့နယ်ကစစ်ကောင်စီရဲ့ခက်လိုက်ရ90တက်ရင်မှာစစ်သားတအုပ်ကိုကြီးစံအတောက်900စီပေးခဲ့ပြီးတဲ့နောက်တက်ထဲမှာစစ်သားမိမနှစ်ဦးကအပြင်ပွဲစား3ဦးနဲ့ချိတ်ဆက်ပြီးကြီးစံတတောင်းကို12000ကျက်နဲ့ကြီးအတောက်9000ကိုရောင်းစားခဲ့တဲ့အကြောင်းစစ်ဆေးပေါ်ပေါက်သွားတယ်ဆိုပါတယ်။အဲ့ဒီမှာစစ်ကောင်စီတပ်ကသူတို့ရဲ့စစ်သားမိမနှစ်ဦးကိုရိုက်နှက်စစ်ဆေးတဲ့အချိန် စစ်သားမိန်းမနှစ်ဦးကစစ်တပ်ကပေးတဲ့လက်စားငွေနဲ့မလောက်လို့ငတ်နေလို့ကြည်ရောက်စားတာဆိုပြီးပြန်ပြောတဲ့အကြောင်းကိုလည်းသိထားရတယ်လို့တက်ထဲမှာတော့မြေလန်စစ်ဆေးနေပြီးရိုက်နှက်စစ်ဆေးခံရတဲ့စစ်သားမိန်းမနှစ်ဦးကတော့ပြင်းထန်ဒဏ်ရာတွေနဲ့စိတ်ယုံရောက်သွားတယ်လို့ရော့လင်းတန်းရဲ့ကိုပါကောင်းကပြောထားပါတယ်။ဒါအပြင်ဗိုလ်ကြီးမျိုးဝင်းသူဆိုတဲ့သူကိုလည်းကြည်စံရောက်စားမှုနဲ့စစ်ကောင်စီကတက်ရင်အချုပ်ထဲမှာဖမ်းဆီးထားပြီးဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အကြံဖက်စကောင်စီက MI70 ထောက်ပို့ရဟတ်ယင်တစည်းနဲ့ကြည်တစ်တာတစ်လုံးလာရောက်ချပေးခဲ့တယ်လို့အဲ့ဒီရဟတ်ယင်မှာဗိုလ်ကြီးမျိုးဝင်းသူရဲ့ရောက်ခမဖြစ်တဲ့သူလဲလိုက်ပါလာတယ်လို့တက်တဲ့နီးစပ်သူတရင်ရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေမန္တလေးမြို့ပေါ်က Riester စားတောက်ဆိုင်ကိုလက်ပစ်ဘုံနဲ့ဖောက်ခွဲဖို့ချိန်ချောက်ခဲ့တဲ့အကြံဖက်စစ်တပ်အရာရှိဗိုလ်ကြီးအောင်ပြေဖြိုးရဲ့ရောက်ကတိဝင်းမြန်ဆိုတဲ့သူနဲ့ပြူစော်တိကျော်စီရတို့ကိုစစ်တပ်ကပြန်ဖမ်းသွားတယ်လို့သိရပါတယ်ဇွန်လ12ရက်နေ့ညပိုင်းကပဲ မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မဟာမြိုင်နှစ်ရွက်62လမ်းတောက်မှာရှိတဲ့ Riot Star စားတော့ဆိုင်မှာစိုင်းဝင်တန်းတွေကိုရန်ရှာပြီးလက်ပစ်ဘုံနဲ့ဖောက်ခွဲဖို့လူနှစ်ဦးကချိန်ချောက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလူနှစ်ဦးဟာအချမ်းပစစ်တပ်အရာရှိဗိုလ်ကြီးအောင်ပြေဖြိုးရဲ့ရောက်ကတိဝင်းမြိုင်ဆိုတဲ့သူနဲ့ပြူစောတိကျော်စရာဆိုသူတို့ဖြစ်ပြီးအခုခါမှာတော့စစ်တပ်ကအဲ့ဒီနှစ်ဦးလုံးကိုပြန်ဖမ်းသွားပြီလို့သိရပါတယ်။အဲ့ဒီစစ်တပ်အရာရှိဗိုလ်ကြီးအောင်ပြေဖြိုးရဲ့ရောက်ကတိဝင်းမြိုင်ဆိုတဲ့သူဟာ သူ့တမက်ကစစ်ဖို့ဆိုပြီးရက်ွက်ထဲမှာဟိုလိန်ဒီလိန်လှုပ်ယုံနေမှာကတမက်အားကိုနဲ့ရက်ွက်ထဲကပြည်သူတွေအပေါ်မိုက်ကြီးခွဲချင်းချောက်ဓမြတိုက်မှုတွေလှုပ်နေတဲ့သဘောဖြစ်တယ်လို့အခုလဲသူ့တမက်ဘိုးကြီးအားကိုနဲ့ပြန်လွတ်အောင်လှုပ်နေတယ်လို့လဲမန္တလေးသတင်းရင်းမြစ်ကပြောထားပါတယ်အခုလို့ပြည်သူတွေရှိတဲ့စားတောက်ဆိုင်ကိုစစ်တပ်ကဘိုးကြီးရက်ွက်မှာပါဆိုပြီးလက်ပစ်ပုံးနဲ့ဖောက်ခွဲပစ်ဖို့ချင်းချောက်တဲ့ဖြစ်စဉ်လို့ပဲမန္တလေးမြို့ပေါ်မှာရာဇဝတ်မှုတွေရွှေဆိုင်ဓမြတိုက်မှုတွေနဲ့လွတ်ရက်မှုတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ အဲ့ဒီလိုရဇဝတ်မှုကျူးလွန်တဲ့သူတွေဟာလေစစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေပါဝင်နေတာကိုဖမ်းဆီးခံရတဲ့သူတွေရဲ့နောက်ကျောင်းရဇဝင်တွေကိုကြည့်ရင်သိနိုင်ပါတယ်လို့လေမန္တလေးမြို့နယ်ပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ပခောက်ကူဂမ်မလမ်းပိုင်းမှာအကြံဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရစ်တပ်တွေကတိုက်ခိုက်ချေမုန်းခဲ့တဲ့နေရာကို PDF တပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးတွေလုပ်တဲ့အချိန်စစ်ကောင်စီဘက်ကခဲယမ်းတွေနဲ့အတုံးဆောင်ပစ္စည်းတွေကိုတင်းစီရရှိခဲ့တယ်လို့ မြိုင်ပကပရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဇော်လန်3ရက်နေ့ကနေ16ရက်နေ့အတွင်းပခုတ်ကူမြို့တက်မှတ101ကနေထွက်လာတဲ့အကြံပစစ်ကောင်စီတပ်စစ်ကြောင်းကိုပခုတ်ကူကံမလမ်းပိုင်းမှာတော်လန်ရစ်တပ်တွေကတောက်လျှောက်လိုက်လံတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားရဲနဲ့ပြူစော်တီစုစုပေါင်း10ဦးဝင်းကျင်ကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါတော်တော်များသွားတယ်ဆိုပါတယ်။အဲ့ဒီနော် တော်လိုင်းတပ်တွေကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုတောက်လျှောက်နေမြေရှင်းလင်းရေးတွေလုပ်တဲ့အခါမှာတော့စစ်ကောင်စီတပ်သားတွေကြံခဲ့တဲ့ခဲယမ်းတွေပါဝင်စစ်အသုံးဆောင်ပစ္စည်းတွေကိုပါတင်စီရရှိခဲ့တယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်မင်းနဲ့မောင်ဒွန်မြို့မှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်ရဲ့လက်ကျန်စခန်းတွေအားလုံးကိုအရခတတော်အေအေကထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်တဲ့အတွက်မြို့ပေါ်နေပြည်သူတွေအားလုံးချက်ချင်းထွက်ခွာပေးဖို့အရခတတော်အေအေကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ် လက်ရှိချိန်မှာမောင်တော်မျိုးမှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့စကန်တွေအားလုံးနှိပါကိုအာရခတတော် AA ကတင်ပိုက်ရရှိထားပြီးနောက်ထပ်ကြံနေသေးတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလည်းအာရခတတော် AA ကဝင်းရံပိတ်ဆို့ဖျက်တောက်ထားလိုက်ပြီဆိုပါတယ်တစ်ဖက်မှာတော့စစ်ကောင်စီကမောင်တော်မျိုးနေပြည်သူတွေနဲ့နေအိမ်တွေကိုအကာအကွယ်ယူပြီးမြို့ထဲမှာစစ်ပြင်းဓာတ်တွေပါလုပ်နေတဲ့အတွက်မြို့နေပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုပါအာရခတတော် AA ကအတိပေးထားပါတယ်အခုခါမှာတော့ မော်တော်မြို့မှာနောက်ထပ်ကြံနေသေးတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအရခတ်တော် AA ကဆက်လက်ထိုးစစ်ဆင်တက်ခိုက်တော့မှာဖြစ်တဲ့အတွက်မော်တော်မြို့မှာရှိတဲ့မြို့နေပြည်သူတွေအနေနဲ့ဇွန်လ16ရက်နေ့ည9:00နာရီကစပြီးမော်တော်မြို့ကနေအမြန်ဆုံးထွက်ခွာပေးကြဖို့ပါအရခတ်တော် AA ကတတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာတဆက်ထင်းမှာပဲရခိုင်ပြည်နယ်မော်တော်မြို့ကအကြမ်းဖက်စစ်တပ်စခန်းအလုံးကိုထိုးစစ်ဆင်တက်ခိုက်တော့မှာဖြစ်တဲ့အတွက်ပြည်သူတွေအလုံးထွက်ခွာပေးဖို့အရခတ်တော် AA ကတတိပေးထားပြီမြေ စပေးဆောင်ပြည်သူတွေအတွက်ထွက်ခွာသွားရမယ်လွတ်မြောက်နေမြေစီစဉ်ပေးဖို့နဲ့လမ်းညွန်ချက်တွေပေးဖို့လိုအပ်တယ်လို့အမျိုးသားညွန့်ရဲ့အစိုးရအင်ဂျီလူအခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးကထောက်ပြပြောဆိုထားပါတယ်။ဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီအချိန်ကနေစပြီးမောင်နှမမျိုးအတွင်းကပြည်သူတွေအလုံးအမြန်ဆုံးချက်ချင်းထွက်ခွာကြဖို့အရခတ်တော် AA ကတတိပေးချက်ထုတ်ပြန်လိုက်တဲ့အပေါ်စစ်ကောင်စီကိုအမြင့်ပြတ်တိုက်ရမှာဖြစ်ပေမဲ့ မော်တော်မြို့မှာရိုဟင်ဂျာတွေအများစုရှိနေတဲ့အတွက်ရိုဟင်ဂျာတွေဟာတခြားလူမျိုးတွေလိုလွတ်လွတ်လပ်လပ်သွားလာခွင့်မရှိတာကြောင့်သူတို့တွေဟာတခြားမျိုးတွေကိုထွက်ပြေးတိမ်းရှောင်လို့မရတလို့တခြားမျိုးတွေကိုသွားရင်လဲစစ်ကောင်စီကရိုဟင်ဂျာတွေကိုဖမ်းဆီးမှာဖြစ်တဲ့အတွက်အာရခတတော်အေအေအနေနဲ့တေချာလက်ညွန်ချက်ပေးစေခြင်းတည်းလို့ဥအောင်ကျော်မိုးကဆိုထားပါတယ်လက်ရှိအာရခတတော်အေအေအနေနဲ့ရဲသားတွေကိုအကာအကွယ်ပေးရမှာခက်ခဲမှုတွေရှိပေမဲ့ရဲသားပြည်သူတွေကိုအကာအကွယ်ပေးဖို့စိန်ခေါ်မှုခက်ခဲမှုတွေကြားမှာအကောင်းဆုံးလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့လည်း ဥအောင်ကြော်မှုကဆိုထားပါတယ်။လက်ရှိအကြံဖတ်စစ်တပ်ကတော့မောင်တော်မျိုးကိုသူတို့ရဲ့စစ်စခန်းတွေလိုအသုံးပြုပြီးမြို့ပြစစ်စင်ရေးပြုလုပ်ဖို့ကြိုတင်ပြင်ဆင်ထားတာတွေကြောင့်မောင်တော်မျိုးနေပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ခုခံစစ်ပြင်ထားတဲ့လမ်းမတွေအိမ်တွေနဲ့အဆောက်အုံတွေပေါ်မှာပါစနိုက်ပါပစ်ဖို့လှုပ်ထားတဲ့နေရာတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဝေးဝေးကနေရှောင်ရှားနေကြဖို့ကိုလေအရခတ်တော်အေအေကတတိပေးထားပါလိမ့်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရုံခစ်တက်ကလေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ